ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာခုကတော့ကျွန်တော်ကျေးဇူးစီရလုပ်ဖို့အတွက်လိုအပ်တာလေးလေးကိုဈေးမှာပါဝင်နေတာပဲဖြစ်ပါတယ်ခင်ဗျာလိုအပ်တာလေးတွေရလာပြီဆိုတော့ကျွန်တော်အခန်းကိုပြန်လိုက်ပါအောင်ပါခင်ဗျာအသားထည့်ပြုတ်ဖို့အတွက်ဆိုရင်ကျွန်တော်ဂျင်းနဲ့ကြက်သွင်ဖြူကိုထည့်သုံးထားပါတယ်ခင်ဗျာပထမဦးစွာကျွန်တော်အစာရင်ထည့်မယ်ဦးကြိုသုံးထားတယ်အသေးသုံးထားတာဖြစ်ပါတယ် သားတွေပြုတ်ရတဲ့အချိန်မှာကျွန်တော်အသားလုံးမှုအတွက်စပြင်ဆင်လိုက်ပါအောင်ပါခင်ဗျာ။ဒီမှာပါရီသုံးတာလေးဆိုရင်ကျက်သွင့်ဖြူရဲ့ဂျင်းရဲ့ငရုတ်ကောင်ရဲ့ဆက်သုံးတာပါတယ်။အဲဒီကျက်သွင့်ဖြူရဲ့ဂျင်းရဲ့ငရုတ်ကောင်ကိုအရင်ဥစွာကျင်ရအောင်ကျွန်တော်တို့စထောင်ပေးရမှာဖြစ်ပါတယ်။နဲကျင်ညက်လာပြီဆိုတော့ကျွန်တော်တို့ဝတ်သားကြည်ကိုထည့်မှာဖြစ်ပါတယ်။ ပြီးရင်ကျွန်တော်ကြောက်တလုံးထည့်มาဖြစ်ပါတယ်ဒီများလေးဆိုအကာပဲထည့်တုံလာပါတယ်ကျွန်တော်ကနှစ်မျိုးလို့အကုန်ထည့်လိုက်ပါတယ်ခင်ဗျာချိုမုတ်ထည့်မယ်စားထည့်မယ်အနေတော်လေးပေါ့နော်ကိုယ်ပိုင်ချိန်စားပြီးလိုဒီလိုထည့်နိုင်ပါတယ်ခင်ဗျာပြီးတော့အသားတွေကိုစီးပိုင်တဲ့ဒီထောင်းပေးထားမှာပဲဖြစ်ပါတယ် ခုဆိုရင်လိုချင်တဲ့အနေအထားလေးရပြီဆိုတော့ကျွန်တော်ပုဂံထဲမှာထည့်နှက်ထားလိုက်မှာဖြစ်ပါတယ်ခင်ဗျာပြုတ်ထားတဲ့အသားတွေလည်းရပြီဆိုတော့ကျွန်တော်ဗန်ထဲမှာအေးခံထားလိုက်ပါအောင်မယ်ခင်ဗျာကျွန်တော်အသားတွေကိုအေးခံထားတဲ့အချိန်ခုနနှက်ထားတဲ့အသားလုံးလေးတွေကိုတစ်ခါတည်းထည့်ပြုတ်ထားလိုက်မှာဖြစ်ပါတယ်ခင်ဗျာ ခုဆိုရင်ဒါလုံးလေးတွေလည်းရပြီဆိုတော့ကျွန်တော်ဆယ်ပြီးတော့ခဏထားရမှာဖြစ်ပါတယ်ခင်ဗျာဒါလုံးလေးတွေလည်းရပြီဆိုတော့အေးခံထားတဲ့အသားတွေကိုတစ်ခါတည်းပြီးသားမှာပဲဖြစ်ပါတယ်ခင်ဗျာ ခုလုံးမဲ့ထဲမှာဗာရီပါမလဲဆိုရင်ကြာဇံပေးဗျာကျွန်တော်ကြက်ဟိုငုံဝင်များလို့ကြက်ဥတော့မှာဖြစ်ပါတယ်ဒီမှာကတော့ဥဂျိုးဒီမှာကတော့ဝတ်သားလုံးဒါကတော့အဆိုင်ဖြစ်ပါတယ်ဒါကတော့သေးဖြစ်ပါတယ်ဒါကတော့မပါမဖြစ်မုံငင်းကားဖြစ်ပါတယ်တခြားရက်တွေမသုံးပါနဲ့เนาะဒါကတော့ကျွတ်ွန့်ဖြူစီကြက်ဖြစ်ပါတယ်ဒါကတော့တေယုံနှမ်းစီမူဖြစ်ပါတယ်ဒါပင်ကပြရဲ့အပြည့်ရဲ့ J ရယ် KUZ ရယ်ဒါကတော့ချုံမုတ်ဖြစ်ပါတယ်ဒါကတော့စားဖြစ်ပါတယ်ဒါကတော့ကြားတော့မှဖြစ်ပါတယ်အခုကျွန်တော် KUZ ရယ်ဆက်လုပ်တော့မှဖြစ်ပါတယ်အခုကတော့ကျွန်တော်အရင်ထည့်မှာတော့စာရင်ဖြစ်ပါတယ်ဒီနေ့ဆိုပြီးတော့ကျွန်တော်အစာရင်လေးကိုအရင်စတင်မယ်ဒီကနေ့ဥပဒေလေးကိုအရင်ထည့်ပြောက်တာမှဖြစ်ပါတယ်ခုနပြုတ်ကြရဲဟာရင်နော်ကျွန်တော်ပြောင်းမယ်အခုကကျွန်တော်တပွဲသားပါနော်ဝဲသားကျွန်တော် အထင်ရှားပါတယ်။ဒါကတော့အေးတာရီတွေရလာပြီဆိုရင်ကျွန်တော်မင်းငါရွက်ကိုတခါတည်းထည့်ပြုတ်ဝင်လာလိုက်ပါပဲဖြစ်ပါတယ်။ကျွန်တော်တို့ JO JO စီကြမှာဆိုရင်ဒီမုံငင်းကားဆိုတာမပါမဖြစ်ပေါ့နော်သူရဲ့အနံ့အရသာအဲဒီ JO JO စီကြကိုအများကြီးထိန်းသွားပါတယ်ခင်ဗျာ ေရွက်လေးနဲ့အသားလေးနဲ့ရပြီဆိုတော့ကျွန်တော်ပကံထဲကိုအရင်ဆေးပေးတာမှဖြစ်ပါတယ်။နောက်ပေးရလေးဖြစ်နေ။ဒါရင်ကျွန်တော်ကြာစံဖြစ်မှာပေါ့နော်။ Okay ကျွန်တော်ကြာစံလေးနဲ့ပေးပြလေးနဲ့ရပြီဆိုတော့ကျွန်တော်ခုနတားထည့်တာပကံထဲကိုကျွန်တော်ထည့်မှာဖြစ်ပါတယ်။ juice ကြစနေတော့မှဖြစ်ပါတယ်။ စ်တမ်းချစီကြဖြစ်ပါတယ်ကြက်ထဲမှာဒါထဲမှာဒါထဲမှာဂျုံမောက်ထဲမှာဒါကတော့ကျွန်တော်နှမ်းစီ နှမ်းစီမူလေးပေါက်มาဖြစ်ပါတယ်နှမ်းစီမူဒါလေးကတော့ QC ပေါက်มาဖြစ်ပါတယ်ဒါကတော့ပင်ငယ်များရဲ့အကျိုးဖြစ်ပါတယ် အီအောင်လေးလှားဖို့ဆိုင်နဲ့ညအပြင်းလေးအီအောင်လေးနဲ့ပြင်ပါမယ်။ကျွန်တော်ဒီကျွန်တော်မှွေလိုက်ပါအောင်ပါခင်ဗျာ။ဒါနဲ့အခုကျွန်တော်ဂျီယိုစီကြမှွေလုပ်ပြီးပါပြီဆိုတော့ကျွန်တော်ပုံကန်လေးနဲ့ပြစ်လိုက်ပါအောင်နော်။ဒီဆိုရင်ကျေးဇူးစီကြလေးရပါပြီခင်ဗျာ ကျေးဇူးစီကြလေးရပြီဆိုတော့ကျွန်တော်ကျေးဦးပြုတ်ပြမှာပဲဖြစ်ပါတယ်ခင်ဗျာအသားတွေကိုအရင်ထည့်ပြုတ်ထားမှာပဲဖြစ်ပါတယ်ခင်ဗျာအသားတွေရလောက်ပြီဆိုကျွန်တော်ပေးပြားလေးထည့်ပြုတ်ထားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တခါရဲအရွက်လေးပါထည့်ပြုတ်ထားလိုက်ပါမယ်ခင်ဗျာတိုင်းပြီဒီကနေကျွန်တော်စားကြအချို့မဟုတ်ထည့်တုံးထားမှာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ကြာစံထည့်มาဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ဂျေအိုရပါပြီခင်ဗျာကျွန်တော်ပုဂံလေးရဲ့ကိုထည့်လိုက်ပါအောင်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ဂျေအိုရလာပါပြီခင်ဗျာ အခုဆိုရင်ကျွန်တော်ဒီဘက် JO လေးရပါပြီနော်ဒီဘက်ဆိုရင်ဒါ JO Cjet ဖြစ်ပါတယ်ဟွန်းကျွန်တော်တို့အဲညှိကြည့်လိုက်ပါအောင်ပါနော်ဟုတ်ကဲ့ဒီကတော့ကျွန်တော် JO လေးဆက်မြည်ကြည့်လိုက်ပါအောင်နော် ဆက်ဒါတော့ကျွန်တော်ကြိုးစီချက်ဖြစ်ပါဆောင်လေးကြည့်ရှုပေးလို့တရားရှင်ကြီးတိုင်းနော် ထူးပင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့ချစ်တဲ့ငယ်ချင်းမိတ်ဆွေများကိုလည်းကျေးဇူးအထူးပင်တင်ရှိပါခင်ဗျာနောက်ဗီဒီယိုလေးမှာဆုံရမယ်ဘိုင်ဘိုင်